ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အခုဆိုလို့ရှိရင်အမှုပညာရှင်တွေအပါအဝင်ဖန်းစီအာဒီဆွဲဆိုခံရတဲ့သူကအယောက်90နီးပါးအထိရှိသွားပြီလို့မြန်မာအင်တာနက် project MIP ကထုတ်ပြန်ပါတယ်စစ်ကော်မရှင်ကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲနောက်ဆက်ဟန်တာမှုမှာကာကွယ်ပေးရေးဥပဒေဟာအရတားတွေအပေါ်ဖိနှိပ်ဖို့လက်နက်တပွဲဖြစ်နေပါတယ်ဒီဥပဒေဟာအမြင့်ဆုံးသေတံအထိချမှတ်နိုင်ပါတယ် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရာဒီဥပဒေနဲ့အရေးယူခံရတဲ့သူကစုစုပေါင်း88ယောက်ရှိနေပါတယ်။ MIP ရဲ့စည်ရင်းအရာဖမ်းဆီးခံရတဲ့သူ32ယောက်ထဲက17ယောက်ဟာလူမှုကွန်ရက်ပေါ်မှာရွေးကောက်ပွဲကိုဝေဖန်ပြောဆိုတာနဲ့အာဒီဘယ်လိုခေါ်မလဲ reaction ပေးတာတွေကြောင့်အရေးယူခံရတာဖြစ်ပါတယ်။အရေးယူခံရတဲ့သူတွေထဲမှာ director နဲ့တရုတ်ဆောင်တွေအပါအဝင်အမှုပညာရှင်9ယောက်လည်းပါဝင်ပါတယ်။သူတို့ကိုရွေးကောက်ပွဲဝါရ ်ဖြတ်မှုကို ဝေဖန်ခဲ့လို့ဖန်ဆီးခဲ့တာပါ။ဒါအပြင်ဒီဥပဒေနဲ့ KNU AA PDF အပါဝင်အဖွဲ့အစည်း၄ခုကိုလည်းတရားစွဲဆိုထားပြီးတော့စုစုပေါင်းလူပုဂ္ဂိုလ်66ယောက်ကိုပါတရားစွဲဆိုထားတယ်လို့ MNP ကဆိုပါတယ်။